2D 3D ရှင်းမိတ်စေအားညာအားလုံးမြင်လာပါကျွန်တော်တို့ဒီ 2D 3D နဲ့ပတ်သက်ပြီးဒီ6ရက်ဆယ်လ2025ရက်ကနေပြီးတော့10ရက်ဆယ်လ2025ရက်နေ့အတွင်းထွက်မဲ့ဒီဒီအကောင်းဆုံးမူတည်တဲ့ကအပေါ်မှာကလန်းနေကိုမျှဝေပြီးမှဖြစ်ပါတယ်ဒီ 2D နဲ့ပတ်သက်လို့အချုံများတဲ့သူတွေအတွက်ဒါ 2D တစ်ပတ်စာပေါက်ကနန်းတွေကိုပြီးမှဖြစ်ပါတယ် ဒါတူတီနဲ့ပတ်သက်လို့ဒါကျွန်တော်ရဲ့မုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုခြင်ထိုးရမလဲဆိုတာတွေကိုလည်းဒါရှင်းလင်းပြောပြောကြားသေးဖို့ဖြစ်ပါတယ်။ကဲအဲကျွန်တော်ရဲ့ဒီ 2D 3D ရှင်းမိတ်ဆွေများပေါ့နော်ဒါကျွန်တော်ရဲ့ YouTube channel လေးကို Lion Subscribe လေးလုပ်ပေးကြပါအောင်။ဒါအခု channel လေးကအဲအသစ်ဖြစ်လို့နော်အားပေးကြပါအောင်ညာ။ဒီ 2D မုံနဲ့ပတ်သက်လို့ဒီကျွန်တော်ချထားတဲ့ ီမူတွေကအကောင်းဆုံးမူခုနှစ်ခုပေါ့နော်မူခုနှစ်ခုကိုအဲမူခုနှစ်ခုကိုဒါပြရှင်းပြပြတော့မှာဖြစ်ပါတယ်။ဒါတွေကတော့ဒီမူ1နဲ့3 5 6ခုဆိုပြီးတော့ဒီဘက်ကထိုးရတဲ့ငန်းတွေကိုကျွန်တော်ဒါပြီးမှာဖြစ်ပါတယ်။ Now ဒီတစ်ဘက်မှာ break နဲ့ပတ်သက်လို့လည်းဒါ2038 break ကဒါ new map break လို့ဒါဒါလေ့လာတွက်ချက်ထားတာဖြစ်ပါတယ်။ ဒါ၃ရက်၅ break ကတော့အားနည်းမဲ့ break အနေနဲ့ဒါရှိမှာဖြစ်သွားတယ်ဒီမူခနှစ်ခုတည်းကနေပြီးတော့မှဘယ်လိုထိုးရမလဲဆိုတာကိုဒါပြောပြမှာဖြစ်ပါတယ်ဒီမူခနှစ်ခုမှာဆိုလို့ရှိရင်ဒါဒီ 2D 3D နော် 2D ရှင်းမိတ်ဆွေအနေနဲ့ဒါအအနေဆုံးမူ၃ခုကိုကင်ထိုးရမှာဖြစ်ပါတယ်အဲ့တော့အဲ့မူ၃ခုတည်းကကင်ထိုးပြီးတော့မှမူ၃ခုတည်းက တမူထွက်သွားတယ်ဆိုရင်ဥပမာဒီမူတစ်မူတစ်ကနန်းကင်ထိုးထားတဲ့ဒီ3 5 4 5နှစ်ကွက်ရှိတယ်အဲ့နှစ်ကွက်ထဲတစ်ကွက်ထွက်ပြီဆိုရင်အဲ့မူကိုဖျက်မှာဖြစ်ပါတယ်အလားတူပဲကျန်တဲ့မူမူတွေမှာဆိုလို့ရှိရင်လည်းတစ်ကွက်ထွက်သွားပြီဆိုရင်အဲ့မူကိုပယ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမူခုနှစ်ခုတည်းကနေပြီးတော့မှဒီအနည်းဆုံးမူ5ခုထွက်မှာဖြစ်ပါတယ်အဲ့တော့ဒီမူ ကိုကထိုးလိုက်တဲ့ကင်ထိုးလိုက်တဲ့မူ၃ခုကနော်စောစောတိတိထွက်မယ်ဆိုလို့ရှိရင်ကျန်တဲ့မူတွေကိုဆက်ပြီးတော့မှကင်ထိုးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒါတူးတယ်အဲချင်းမိတ်စုလေးအနေနဲ့ပေါက်ကနညံညံအဲပေါက်မှာဖြစ်ပါတယ်ပြီးကြတဲ့ဘက်ကမူတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးကြတဲ့ဘက်ကမူပေါ့နော်အဲခုနှစ်ခုက၅ခုထွက်ပါတယ်အဲကန6ခုထွက်သွားတာဖြစ်ပါတယ်အဲ့အရင်ကတော့ ကျွန်တော်တို့မူအဲဘဝရှိပါတယ်ပြပြီးခဲ့တဲ့အပတ်ကဆိုလို့ချင်းကျွန်တော် 2D နဲ့ပတ်သက်ပြီးတော့အဲဒီထွက်တာအဲဟိုကကြည့်ရပေါ့နော်ဟိုမူခုနှစ်ခုက၅ခုထွက်ပါတယ်အဲ့တော့အဲ့ဒီမူခုနှစ်ခုက၅ခုထွက်ပြီးတော့အဲ့ဒီ၅ခုကစုစုပေါင်း6ခွက်ထွက်ပါထွက်တာဖြစ်ပါအဲ့ဒီအရင်ကကဆိုလို့ချင်းစုစုပေါင်းကျွန်တော်၈ချိန် ဂဏန်း7တင်ပေါ့ထွက်ပါတယ်မူအားဖြင့်ဆိုလို့ရှိရင်6ခုထွက်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ 2D ရှင်းမေးစေတွေကိုကျွန်တော်ဒီဒီဘက်မှာမူ9ခုနဲ့အဲပြီးမှာဖြစ်ပါတယ်ကျွန်တော်ဒီမူ9ခုကိုထိုးမယ်ဆိုလို့ရှိရင်ကျွန်တော်ကြမ်းတက်ရ3ခုမူ3ခုကိုခြံပြီးထိုးပါအဲ့ဒီလိုထိုးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဇာတ်တို့ထိုးဖို့လိုမှာဖြစ်ပါတယ်အဲ့တော့ဇာတ်တို့ဇာတ်တို့ထိုးမယ်ဆိုလို့ရှိရင်1000 2000 ထမတစ်ချိန်မှာတထောင်နဲ့ထိုးမယ်ဒုတိယချိန်မှာတထောင်ပေါ့နော်အဲတတိယချိန်မှာဆိုလို့ရှိရင်၄တောင်တတိယချိန်မှာဆိုရင်၈တောင်ပေါ့နော်သူရဲ့ဇာတ်လို့နဲ့တက်တော်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မူကိုကန်ထိုးမယ်ဆိုလို့ရှိရင်ယုံကြည်ကြည်နဲ့ထိုးလို့ရပါတယ်အဲ့တော့ကျွန်တော်မူလေဒီတပတ်မှာတော့မနေ့ည၁ချိန်ထွက်ကနေနဲ့မှာအနည်းဆုံး၅ချိန်ထွက်မှာဖြစ်ပါတယ်အဲ့ဒီ၅ချိန်ထွက်မယ်ဆိုလို့ရှိရင်ကိုမတွေကဒီတူတီမှာဒီ၅ချိန်တော့ ရခဲ့မှာဆိုလို့ရှိရင်ဒါတကယ်ကိုအဲဒါအမြင်အကျိုးမြတ်အများကြီးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါလည်းကျွန်တော်တို့ဒီမူကင်ထိုးတဲ့ပုံမှာမူတည်ပြီးတော့မှဒီပေါက်ကန်းတွေကိုအဲဒီနေရင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမူခလုတ်ကွာဆိုလို့ရှိရင်ကျွန်တော်တို့စပြီးထွက်ကြရတာကိုပါဘူး အဲထွက်ပါလေတတချိန်ရှားပေါ့နော်ညမနဲ့အနည်းဆုံးတချိန်ထွက်တာရှိတယ်။ဒါလေးကျရင်ညမနဲ့လုံးထွက်တာလည်းရှိပါတယ်။အဲတော့ကျွန်တော်တို့ထွက်တဲ့အပေါ်မှာမူတည်ပြီးတော့မှအကူမတွေကအာဒီပေါက်သီးကိုအာရမှာဖြစ်ပါတယ်။အဲဘရိတ်အနေနဲ့ဆိုလို့ရှိရင်တော့ဆောင်းကနှစ်ခွန်နဲ့38ဘရိတ်ဟာအာအကောင်းတဲ့မူတွေဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့အခုဒီဒီဘက်မှာထိုးရမယ့်ကင်းဟန်ပေါ့နော်မူတက်မှာဆိုလို့ရှိရင်အဲမူတက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအာဘာရှိလဲဆိုလို့ရှိရင်၃ငါးနဲ့၄ငါးနှစ်ကွက်ပဲရှိပါတယ်။နောက်နောက်မူနှစ်မှာဆိုလို့ရှိရင်တော့ကျွန်တော်စုစုပေါင်း၆ကွက်ရှိပါတယ်။အဲ၃ငါး၃ငါး၃ငါး၁၃ငါး၂ရဲ့50 51 52ဆိုပြီးတော့ဒါမူနှစ်ကိုကန်ထိုးမယ်ဆိုရင်ဒီ၆ကွက်ကိုကန်ထိုးမှာဖြစ်ပါတယ်။အဲ့တော့မူ၃ကိုကန်ထိုးမယ်ဆိုလို့ရှိရင် ျွန်တော်တို့၃ညာ၃ညာနဲ့၁နှစ်ဒီ၃ခွဲကိုကင်ထိုးအောင်မှာဖြစ်ပါတယ်အဲ့တော့မူလေးကိုကင်ထိုးမယ်ဆိုလို့ရှိရင်တော့ဒါစုစုပေါင်း6ခွဲဖြစ်ပြီးတော့5 1 5 6 1 1 2 6 1 6 9ဆိုပြီးတော့မှာထိုးအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မူ9ကိုကင်ထိုးမယ်ဆိုလို့ရှိရင်၄ခွန်၄၈၆ခွန်၈ခွန်80 60ဆိုပြီးတော့မှကျွန်တော်တို့ကင်ထိုးအောင်မှာဖြစ်ပါတယ်အဲ့တော့မူ၆ကိုကင်ထိုးမယ်ဆိုလို့ရှိရင်တော့ နော်က48 43 98 93ဆိုပြီးတော့မှဒါ၄ခွက်ထိုးအောင်မှာဖြစ်ပါတယ်အဲ့တော့မူခွန်ကိုကင်ထိုးမယ်ဆိုလို့ရှိရင်နော်9ခွန်9နဲ့၄ခွန်42ဒီစသဖြင့်ဒါကင်ထိုးအောင်မှာဖြစ်ပါတယ်အဲ့တော့အကူမတွေကဒီဒီကြာနှစ်တက်ရမူ3ခုကိုဒါကင်ထိုးလို့ရပါတယ်ဆိုတော့လို့ကနန်းများတဲ့မူနဲ့ကနန်းနေတဲ့မူနဲ့အဲ့လိုတွဲပြီးတော့လဲထိုးမယ်ဆိုရင်လည်းရပါတယ် ဲ့တော့ဒီမှာစတာပြထားတာလေးကကျွန်တော်ဒီတစ်ပတ်မှာကြိုက်တဲ့အဲကနန်းလေးတွေကိုကျွန်တော်စတာပြထားတာချင်းဖြစ်ပါတယ်အားလုံးကိုမာရီဒီတစ်ပတ်မှာပေါက်သီးတွေနဲ့တွေ့ပြီးတော့မှအဲညံများအကျိုးများရပါသေးလို့စတောင်းပေးပါ